အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုးလိုက်ပါတယ်အဲ့တော့ဒါကျွန်တော်တို့မနေ့က PSG တင်တာကျွန်တော်တို့ Champion League ရသွားခဲ့တယ်အမေဒါပေမဲ့ကျွန်တော်တို့ဒါကျွန်တော်တို့ပြေပေါ့ဟိုသူများရင်ငယ်တော့ကျွန်တော်တို့ဒါဟိုလူကြီးရင်းနဲ့ရှင်ညင်းခဲ့လို့ပဲငါတို့ kick ကအဆူရော်တွေကမင်းတို့ kick ကအဆူရော်တွေပူကောင်းနေပေါ့နော် ဒါပေမဲ့ကျွန်တော်မှာကျွန်တော်ဒါငငယ်လေးကတည်းကကျွန်တော်မှာအကျင့်တစ်ခုရှိတာတော့ဘာလဲဆိုတော့ကျွန်တော်အတွက်ကကျွန်တော်ကတော်ယုံတန်ယုံဆိုကျွန်တော်လက်အကုန်လုံးကျွန်တော်လက်ခံကျွန်တော်နားလေတယ်ဒါကျွန်တော်ပြုံးပြင်လေးပေါ့ကျွန်တော်တော်တော်လေးကိုလက်ခံနားလေတယ်တယ်မှာပါတယ်ကျွန်တော်ဒီတော်တော်လေးကိုဒါအာ I step ပေါ့နော်ဒါခါကျရင်အေးပေါ့အဲ့တခုလက်ရှိမှာဒါကျွန်တော်မနေ့က PSG အသင်းချန်ပီယံရောဆိုရုပ်တရက်အကုန်ပျော်ကြရတယ်ဒါကျွန်တော်လက်ရှိမှာလက်လက်တွေ့မှာအကုန်လုံးပျော်ကြရတယ်ဒါပျော်ရွှင်ကြရတယ်ပေါ့နော်ဒါပေမဲ့ဆက် reality တခုက အခုနောက်ပိုင်းမှာအသင်းသင်းကငွေကိုပုံသုံးနိုင်မှဆိုဘလားတွေရရှိတော့မယ်ဆိုတာကတော့ reality တခုဖြစ်လာခဲ့တယ်။ဒါပေမဲ့ဒီညမှာတော့ငွေကြီးပဲသုံးလို့တော့မရဘူးပေါ့နော်။ငွေကိုတည်တည်ချာချာသုံးပြီးတော့ manage လုပ်နိုင်ရမယ်ဆိုတဲ့ဥစ္စာကဒါတကယ်ကိုစကားပြောလာခဲ့တယ်။ခင်ဗျာအခုအဲ့ဒီအချိန်မှာဘာဖြစ်သွားလဲဆိုတော့တကယ်တမ်းပြန်စမ်းသပ်ကြည့်ရင်ကျွန်တော်တို့ Leicester City တို့လိုမျိုးဒါကျွန်တော်တို့ underdog history တွေအခုလက်ရှိမှာတချို့ကြာ Inter Milan ရှုံးနိမ့်သွားခဲ့တာကိုဟာ Inter Milan ဆောက်တော့မကြဘူးလို့ကျွန်တော်ဝိုင်းပြောကြရပေါ့เนาะဒါခုနကပြောဆိုရင် Inter Milan final တွေ့တဲ့အချိန်မှာတွေ့တဲ့အချိန်မှာ Inter Milan တွေ့တဲ့အသင်းတွေအကုန်လုံးက powerhouse တွေကြီးပဲ ဒါဟာ set reality ပဲအဲ့တော့ဘဝမှာပေါ့နော်ကျွန်တော်ငယ်တုန်းကဟာတာပြောလို့ပဲကောင်မလေးတယောက်ခမရကားရှိတဲ့ကောင်လိုက်တာနဲ့ကားရှိတဲ့ကောင်ကားမရှိတဲ့ကောင်လိုက်တာနဲ့ဆိုရင်တကယ် reality မှာကားရှိတဲ့ကောင်နောက်ကိုပဲကောင်မလေးရလိုက်ဒါပေမဲ့ကောင်မလေးကတော့အပြစ်ပြောလို့မရဘာကြောင့်လဲကောင်မလေးနဲ့သူ့ရဲ့အနာဂတ်သူ့ရဲ့ဘဝကောင်းဖို့အတွက်သူဟာလေရွေးချယ်ရတာဟိုသမီးရေတူတူတောက်မယ်ဆိုတဲ့ဥစ္စာကအခုခေတ်မှာနည်းတဲ့နည်းလာဘာလို့ လူပဲဗျာအကုန်လုံးခုနကပြောလို့ပဲကျွန်တော်ဆိုလဲခုနကပြောအခုလက်ရှိမှာကျွန်တော်ဘလောက်ပဲကြိုးစားကြတယ်အခုလက်ရှိမှာကျွန်တော်အကွန်လေးဖွင့်ပြီးကျွန်တော်နေချင်တယ်ဟုတ်တယ်မကျွန်တော်ကောင်းမှာကျွန်တော်အမိုးမှာမကောကျွန်ညအိမ်ကျွန်တော်လွန်းလွန်းချင်းချင်းကျွန်တော်အိတ်ချင်တယ်အဲကြောင့်ကျွန်တော်အိမ်ကောင်းကောင်းကျွန်တော်နေတယ်အဲ့လိုမျိုးပေါ့နော်အဲ့တော့ it's sad reality တခုပဲဒါခုနကဒါမှန်တယ်ခုနကဘဒုဘက်ကကြည်ကြည်ဒါခုနကကောင်မလေးဘက်ကကြည်ကြည်မှန်တယ်ဒါပေမဲ့တကယ်ဘဒုခံရတယ်ခံရတဲ့ကောင်ကစင်ယန်သားဆိုတဲ့ကောင်လေးကခံရတယ်ဒီတိုင်းမှာဘောလုံးမှာဆိုလဲတချို့ကဟာအင်တာမီလန်ကဘာဖြစ်တယ်ညာဖြစ်တယ် အင်တာမီလန်ကစားသမားတွေကြီးလိုက်မယ်ဆိုတော့ဒါကျွန်တော်တို့မီကီအာမ်ကီဒါရီယန်ဆိုတဲ့ကစားသမားဆိုတော့ဒါကျွန်တော်တို့ prime time ကဘလောက်ကြာခဲ့ပြီလဲဒီတဲမှာမှာဒါဘာရဲလားရှင်ဘာရဲလားကိုကျွန်တော်အင်တာမီလန်ဘယ်စီပြီးခေါ်ခဲ့လဲလက်ရှိမှာအင်တာမီလန်ကစားသမားတွေကိုတည်တည်ချာချာပြန်ကြည့်မယ်ဆိုရင်တကယ်တမ်း power house နဲ့ပြန်ကြည့်မယ်ဆိုတစ်ဖက်ကဟိုကဂျာအိုနီတယောက်ကိုဝယ်စားတော့ပဲရှိတယ်ဗျာတည်တယ်ပြောချင်တာ reality ရ reality ပဲ ကျွန်တော်အနေနဲ့အခုလက်ရှိဒါကျွန်တော်ကျွန်တော်တို့ hang on လုပ်ခဲ့တဲ့ Leicester City ဒါကျွန်တော်အခုလက်ရှိမှာလူတော်များပြောတဲ့ underdog ဆိုတဲ့ဥစ္စာပြောအောင် underdog လက်ရှိမှာ example ပြော Crystal Palace သတင်းက maybe yes Crystal Palace ကဒီဒီနှစ်တွေထဲမှာ Crystal Palace ကိုကျွန်တော်သဘောကျတယ်အမှန်တည်း underdog ဆိုတဲ့အလုပ်အခုသူလုပ်ပြသွားတယ်အခုလက်ရှိမှာဒါ Liverpool နဲ့ Newcastle Newcastle United လက်ရှိ squad ကိုကြီးလိုက် Bruno Gamarius ကိုဘယ်ဈေးပေးလဲကလေးစားခွေးဆုံးကုန်တည်တယ် Santo Donati ကိုဘယ်ဈေးသူတို့ပေးဝယ်ခဲ့တယ် Alassana Isak ကိုသူတို့ဘယ်ဈေးပေးပြီးဝယ်ခဲ့တယ်ကျွန်တော်ပြောရသေးလားအခုလက်ရှိနောက်တန်းမှာ Seven Boardman ကို Lily ကနေဘယ်ဈေးပေးပြီး ဘူးကျွန်တော်ဒီဘောက်ဆိုလိုင်လီကိုကျွန်တော်7ဘောက်မှကျွန်တော်လိုင်လီမှာခဲ့အရန်သဘောကျတဲ့ကစားသမားတယောက်ဖြစ်တယ်လီဗာမန်တိုသူတို့ဘယ်ဈေးပေးပြီးဝယ်ခဲ့လဲလူးဝစ်ဟော့ကိုဘယ်ဈေးပေးပြီးဝယ်ကျွန်တော်သိပြီလားအော်နောက်ပိုင်းမှာဗျာတကယ်တမ်းဘာလို့လဲဆိုတော့ Leicester City တို့လိုဘာတို့လိုဒါအတင်းတင်းဖြစ်လာဘူးဆိုတာတော်တော်လေးကိုခတ်သွားပြီတော်တော်လေးကိုခတ်သွားအဲ့တော့တကယ် underdog ဆိုတာဗျာ of course ခုနကပြောလို့ဗျာ underdog ဆိုတဲ့စကားလုံးဝလည်းအခုလက်ရှိမှာဒါ mainstream အရန်ဖြစ်သွားပြီလို့မြင်တယ်ဘာလို့ဆိုတော့ Newcastle United ကတကယ်တမ်း Liverpool နဲ့ရှင်းမယ်ဆိုတော့ဟုတ်တယ်လူတွေပြန်ကြည့်မယ်ပြိတ်သက်နေလို့ underdog ဖြစ်တာသုံးထားတဲ့ငွေကြေးကိုသွားကြည့်လို့မရအောင်တိတယ်ကျွန်တော်ပြောတာ ပိုင်ရှင်တစ်ခရဲကဝယ်လာတဲ့ကစားသမားနာမည်မှာယူကာဆယ်ယူနိုက်တက်တိုနာလီကို AC မီလန်ဘယ်စီပေးပြီးပွဲလဲအကုန်သိတဲ့တယ်မှာပါတယ်အခုတော့ဟိုလက်ရှိမှာဟိုအားပေးမှုနည်းလို့ကျွန်တော်တို့ဝိုင်းပြီးအားပေးတယ်ဟိုလက်ရှိမှာစပါအသင်းမှာအေးစံမပြောစပါအသင်းနဲ့ခုလက်ရှိမှာ United အန်ဒါဒေါ့ဆိုတဲ့စကားလုံးတဲ့စပါအသင်းဆူလန်ကီကို63သန်းသုံးထားခဲ့တယ်တိုက်စစ်မှုတရားကို63 63သန်းသုံးထားခဲ့တာเนาะကျွန်တော်တို့တွေက ဆိုဟောင်မင်သားခုနကလေဂျန်ဘရန်ဒန်ဂျိုးစင်ကိုကျွန်တော်တို့ပေါင်တန်း90ဒီဂရီပေးထားခဲ့တယ်အဲ့တော့ရှေတန်းတိုက်စစ်မှုနှစ်ယောက်နေနေစပါတင်ပေါင်တန်း130တောင်းထားတာအဲ့ဒါအန်ဒါတော့မဟုတ်ဘူးသိတာကျွန်တော်ပြောတာအဲ့တော့ဟိုတကယ်တမ်းဘဒူတွေနာလဲဆိုတော့ပတ်စံမသုံးနိုင်တဲ့ကောင်တွေကနောက်ပိုင်းညာပူပူပြီးတော့နာလာတယ်အဲ့တော့ဘာဖြစ်လာလဲဆိုတော့အဲ့တော့မင်းအသေးကိုဖြည်းဖြည်းပြန်ပြီးဘယ်လိုလုပ်ဖြည်းဖြည်းပြန်ပြီးဘယ်လိုလုပ်ပြီးတော့ဒါပတ်စံသုံးလိုက်ဒီအသင်းအောင်မြင်လာမယ်ဆိုတဲ့ပုံစံဖြစ်သွားတယ်အခုလက်ရှိနောက်ပိုင်းမှာဒါကျွန်တော်တို့လာလီကာတို့ပါဆိုတော်တော်လေးကိုခံစားလာပြီ။ဥမာဘီပါတို့ပါဆိုတကယ်နဲ့တို့ကတခြား ကစားသမားတို့ခေါ်မှာတို့ရဲ့ငယ်မွေးချာတို့နေခုလက်ရှိမှာဘီဘာဆိုတဖြည်းနဲ့တဖြည်းကစားသမားရောင်းနေအတင်းတတင်းဖြစ်လာအောင်မြင်နေဆိုတာထက်အဲ့တော့တကယ်တမ်းပြန်ကြည့်မယ်ဆိုခုလက်ရှိမှာ Champion League ကိုလိုချင်ဖြစ်ဖြစ်ရှယ်လေးပဲခင်ဗျာပတ်စံ၃နိုင်မှရမယ် Premier League ကိုလိုချင်လဲဆိုရင်ပတ်စံ၃နိုင်မှရမယ်အဲ့တော့ underdog အတင်းတတင်းဒါကျွန်တော်တို့ဖလားရဖို့ဆိုတာကလီဖလားပြိုင်ပွဲတွေကလွင်တော်တော်လေးကိုမလွယ်တော့တဲ့အနေထားဖြစ်သွားပြီတကယ်ကိုမလွယ်တော့တဲ့အနေထားဖြစ်သွားပြီ အဲ့တော့ပတ်စံတုံးရင်အတင်းကစီမွန်ခန့်ခွက်မှုဒါကောင်းခဲ့မယ်ဆိုရင်အဲ့ပတ်စံအတင်းဒါအဲ့အတင်းကပတ်စံတုံးနိုင်မယ်ဆိုရင်အဲ့အတင်းအောင်မြင်ပြီဒါဆက် reality ပေါ့နော်ဒါအမှန်တရားတစ်ခုပဲတော့ခင်ဗျာအခုလက်ရှိမှာကျွန်တော်ခင်ဗျာအဲ့တော့အခုလက်ရှိမှာဒါတကယ်ခုနကလာမယ့်နေရာမှာခင်ဗျာကျွန်တော်ပြောပြမယ်တန်တက်လာတဲ့အတင်းတင်းကနေတခုလို့ example ပြောပြမယ်အခုလက်ရှိမှာကျွန်တော်တို့ကလူတွေသာဟာတက်မှာဖြစ်တယ်ညာဖြစ်တယ်ကျွန်တော်ပြောနေတဲ့ Aston Villa Newcastle ဒါကျွန်တော် Northern Forest ပေါ့နော် Northern Voice ကဒီထဲမှာမှပတ်စံအသုံးတယ်ဒီသုံးသိပြန်ကြည့်မယ်ပတ်စံအသုံးတယ် Newcastle နဲ့ Aston Villa တို့ Champions League winners တကယ်ပြောသူတို့က Champions League win Aston Villa က Marcus Rashford လို့ကစားသမားနဲ့ Marcus Marco Asensio လို့ကစားသမားမျိုးခေါ်ပြီးတော့ဒါကျွန်တော်တို့ Champions League win ထားတာဖြစ်တယ်အဲ့တော့တကယ်ဘယ်အသင်းတွေတကယ် on the benefit မှာရှုံးလဲဆိုတော့တကယ်ပတ်စံမသုံးရင်းနဲ့ခုနပြောသူပဲ okay ငါတို့ရေးလိုက်ငါလည်းအမှလက်ရှိမှာဖူဟန်လို့အသိမျိုးဖူဟန်လို့အသိပိုင်ရှင်နေနဲ့ခုလက်ရှိမှာရန်ဝင်းတင်းနေတယ်သူတို့မှသူတို့အသက်ကခုနပြောသူပဲတနစ်နဲ့တနစ် ်ပရီးမီးယားလိမှာနေရရင်တို့ကပြော့တယ်ဘရန်ဖို့လည်းဒီတိုင်းပြက်လာခဲ့ပြီဘုံမောက်ကနည်းနည်းလေးစူးစမ်းကြင်စိရှိတဲ့အတိုင်းပဲတို့လည်းကစားသမားရောင်းတဲ့အတင်းတင်းနဲ့ပါအဲ့တော့ပြောချင်တာကအတင်းတင်းကခမည်းအတင်းကိုငွေမသုံးနိုင်ဘူးဆိုရင်တော့ဒီနောက်ပိုင်းနှစ်တွေဘောလုံးစစ်မှာအောင်မြင်မှုကိုမဝင်နိုင်တော့ဘူးလို့မြင်တယ်ခုနောက်ပိုင်းခုနောက်ပြောလို့ပဲကျွန်တော်တို့ကလေးတွေပဲဖြစ်ဖြစ်ဒါသမီးစားဖြစ်ဖြစ်ဘာဖြစ်အကုန်လုံးကျွန်တော်ပတ်စံပေးဝယ်ရတာပဲအချစ်ကိုလည်းတော့ပိုင်းမှာပတ်စံပေးဝယ်နေရတဲ့ခကြီးတစ်ခုဖြစ်လာခဲ့တယ်ဇီးပွားရေးကိုလည်းပတ်စံပေးပြီးလုပ်နေရတာပဲကျွန်တော်တို့က ဘူးကျမ်းမာရေးကိုလည်းပတ်စံပြီးပြီးတော့ဝင်နေရတာပဲဟုတ်တယ်မလားပညာရေးကိုလည်းပတ်စံပြီးပြီးဝင်နေအဲ့တော့ကျွန်တော်လက်ရှိနောက်ပိုင်း reality ကိုဘောလုံးလောကမှာလဲအောင်မြင်မှုတွေကပတ်စံပြီးပြီးဝယ်ယူခဲ့တဲ့အနေထားမှာရောက်သွားခဲ့ပြီအဲ့ဒါက harsh reality ပဲအဲ့တော့ကျွန်တော်တို့မလက်လက်မခံခြင်းလဲလက်ခံရမယ့်အခြေအနေတစ်ခုကိုရောက်သွားခဲ့ပြီလို့ကျွန်တော်ကတော့ပုံကူကြီးရာရ100%မြင်မိတဲ့အခြေအနေတစ်ခုကိုရောက်သွားခဲ့ပြီ ဝမ်းနဲ့မှုတော့ကောင်းတယ်ဒါပေမဲ့ဒါကြီးကကျွန်တော်ပြင်လို့မရဘူးကိုရီအသင်းဒါဘာမှမဟုတ်တဲ့ဒါငချွတ်ဖြစ်တဲ့ဒါအရင်တော့စပါးလိုအသင်းပြီးတော့ပေါင်တန်းနဲ့ယာနဲ့ချီသုံးနေရပြီ အရင်တော့ဒါလူယောင်းစားပါတယ်ဆိုတော့အာစနယ်အသင်းလူယောင်းပြီးတော့ကွင်းဆောက်ခဲ့တယ်ဆိုတော့အာစနယ်အသင်းကဒက်ကလာရက်စ်ကိုကစားမမျိုးပေါင်တန်း100နဲ့ဟာဗစ်ကိုမမျိုး65တန်းပဲထားပါချယ်ဆီတို့ဒါချယ်ဆီကဒါငိုခဲ့အဲ့လိုမျိုးအရင်ကတည်းကချက်ထားပြီးသားယူနိုက်တက်တို့လို့ဒါကျွန်တော်တို့ယူနိုက်တက်လည်းအရင်တော့ကဒါဖာဂျီခစ်ကတုံးတယ်ဆိုအခုလက်ရှိမှာယူနိုက်တက်တို့လည်းတုံးရတာပဲစီတီဆိုလည်းတုံးပြီးဒါအောင်မြင်မှုကိုငွေနဲ့ဝယ်ယူခဲ့ပြီးလက်ရှိမှာချန်ပီယံလိရယူခဲ့တာပဲ PSG ဆိုလည်းအခုလက်ရှိမှာအောင်မြင်မှုကိုငွေနဲ့ဝယ်ပြီးချန်ပီယံနောက်ဘက်မှာ Newcastle United ဒါကျွန်တော်တို့အသင်းကဝင်ငွေတိုးပွားလာပြီးအသင်းကငွေပြန်သုံးလာနိုင်လို့ချန်ပီယံလိယူတာတိတ်တော့မထူးဆန်းတော့ဘူး ဘာဖြစ်လို့ဒီလားငွေနဲ့ဝယ်ယူလို့ရတယ်အဲ့တော့ငွေမလိုက်နိုင်တဲ့ကောင်တွေကနောက်မှာပဲအများကြီးအများကြီးကြံ့ငဲ့မယ်လို့ကျွန်တော်အနေနဲ့မြင်ရတယ်ဒါကလက်ရှိမှာဟိုမလက်ခံလက်မခံခြင်းလက်လက်ခံမယ်ဒါကျွန်တော်တို့ဟိုဟာပေါ့တကယ်အဖြစ်ပြက်တစ်ခုဖြစ်လာခဲ့အဲ့တော့ inter milan လို့အသင်းမျိုးကတော့ခင်ဗျာ pressure အခုလက်ရှိ5-0ဆိုတဲ့အချိန်မှာကျွန်တော်ပူနားလေတော့ရတယ် inter milan ဘာမှမလုပ်နိုင်ဘူးတကယ်ဘာမှမလုပ်နိုင်ခဲ့ဘူး အဲ့တော့ငွေနဲ့ရှင်လာရင်ငွေရှိခုနကပြောသဘက်ငွေရှိတဲ့လူကတော့ငွေမရှိတဲ့လူထက်တကယ်တမ်းတာပါအဲ့တော့ဒီခါကျခုနကပြောသဘက်ဟူပတ်စံရှိရင်တော့ Lamborghini ပုံမှာထိုင်ကူရာတက်ဆိုင်ပတ်စံမရှိရင်မွေးရဲထဲမှာထိုင်ကူရာတက်ဆိုင်တော့ကျွန်တော်တို့5 star hotel ဖြစ်တဲ့ campaign ski လို့ဘာလို့မှာသွားပြီးထိုင်ကူရာပို့ပြီးရတာရှိမယ်ထင်ပါတယ်။ဒါမနေ့ကတွေးပြကျွန်တော်တွေးမိတာပေါ့နော်တကယ်မဲ့စဉ်းစားကြည့်ရင်အသေးသေးကငွေမသွင်းအခုချိန်မှာတကယ်ကိုအရင်မလွယ်တော့တဲ့ပုံစံမျိုးတစ်ခုဖြစ်သွားမယ်လို့ကျွန်တော်နေမြင်တယ်။ ဲ့တော့ဒါကျွန်တော်ရဲ့ကျွန်တော်တို့ခေတ်ရဲ့ reality တခုဖြစ်သွားပြီပေါ့ဒီလောက်ပါပဲဒါကတော့ဘယ်လိုထင်လဲကျွန်တော်ကအဲ့လိုမျိုးမြင်တယ်ကျွန်တော်တို့ခမားနဲ့အမြင်တွေးခြင်းကွာခြင်းနဲ့ကွာမယ်ဒါပေမဲ့ကျွန်တော်ဒီနေ့မှအဲ့လိုမြင်တယ်လောက်ပါပဲဘလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3.0နဲ့ tv4 တို့မှာချိန်လင်းစပောင်းကူညီလို့ရပါတယ်မြန်မာလေကလဖုံမေဂျာပါနေဦးအောက်က comment တွေမှာလေ youth sport media 3.0နဲ့ tv4 တွေ link လေးတွေကိုထည့်ပေးထားကြပြီးကျွန်တော်ဆက်ကူညီပေးလို့ရပါတယ် ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လေးကိုကျွန်တော်အားပေးလို့ရပါတယ်။မြန်မာလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့။မြန်မာကလစ်မှမြန်မာနိုင်ဖြစ်ပါတယ်။အားလုံးကြိုတင်ပါတယ်။ကောင်းမွန်သောနေ့တွေဖြစ်ပါစေ။မုံကောင်းတောင်းပြီးနေပဲကျွန်တော်တို့ရဲ့နောက်မှာပဲအေးစစ်စစ်တွေ့ကြရပါဘော။အားလုံးကြိုတင်ပါတယ်။မြန်မာကလစ်ပြီးကြအောင်။မြန်မာကလစ်မှမြန်မာနိုင်ဖြစ်ပါတယ်။ဒေးပါပါ။